အမွေစိန်မာရှာလေးရဲ့နောက်ွယ်ရဇလံမင်္ဂလာပါရှင် knowledge တီညီမကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ပရိသတ်ကြီးတို့ရေဒီနေ့မှာတော့မြန်မာနိုင်ငံမှာသာမကနိုင်ငံတကာမှာကလေးတွေကြားလူကြိုက်များတဲ့ Marsha and the Bird Series ရဲ့နောက်ွယ်ရဇလံလေးအကြောင်းကိုပြောပြပေးသွားပါမယ် Marsha and the Bird ဇလံကရုရှားနိုင်ငံကလေးတွေအတွက်အယောင်ဝင်ပုံမြင်ဖြစ်ပြီးတော့2009ခုနှစ်မှာတော့ ရုရှားနိုင်ငံကလေးတွေအတွက်ကာတွန်းဇာတ်လမ်းအနေနဲ့ထုတ်လုပ်ပြန့်ဖြူခဲ့ကြပါတယ်။ဒီလိုကနေမတင်မပဲအောင်မြင်သွားပြီးတော့အောင်မြင်ကြော်ကြားလာတာနဲ့အမျှမာရှာရူရဲ့နောက်ွယ်ဟာပုံမြင်အမှန်ကိုသိကျင်လာတဲ့သူတွေရှိလာကြပါတယ်။တကယ်တော့မာရှာအန်ဒဘဲဆလန်က1820တုန်းကဖြစ်ပွားခဲ့တဲ့မတော်တဆမှုပေါ်အခြေခံကြောယုတ်တည်ပြီးတော့ဖန်နီးထားတဲ့ပုံမြင်တစ်ပုဒ်ဖြစ်ပါတယ်။ အခုထုတ်လုပ်ထားတဲ့ဇလန်းထဲမှာတော့မာရှာအရန်အစောတန်တဲ့ကလေးဖြစ်ပြီးတော်ရင်ထဲကတရိဆန်အကုန်လုံးကမာရှာရဲ့မှုနှောက်တဲ့အတန်းကိုခန်းကြပါဗျ။မာရှာရဲ့မှုနှောက်တဲ့အတန်းကိုအခမ်းအရဆုံးကတော့အတီးကနောက်ထပ်ကာရိုက်တာဖြစ်တဲ့ဆက်ကကားပြားတဲ့ဝဝွန်ကြီးပါ။ဒီနေ့မှာတော့မာရှာကတော်ရင်ထဲမှာကစားရင်နဲ့ဝဝွန်ကြီးရဲ့အိမ်ကိုအမှတ်မတင်တွေ့သွားရကဝင်းစော့ကစားရင်နဲ့ဝဝွန်ကြီးစီမှာလက်ပူးလက်ချက်မိသွားခဲ့ပါတယ် ဝန်ဝင်ကြီးကဘလောက်ပဲမာရှာအောင်မောင်းထုတ်မောင်းထုတ်မာရှာအမြဲပြန်ရောက်လာရပြီဒီလိုနဲ့ဝန်ဝင်ကြီးကမာရှာနဲ့တပြေးပြေးသံယုံစင်တွေ့တာကြပါရယ်ဒီဇလန်ကအခုထုတ်လွှင့်ထားတဲ့လူတိုင်းသိရဲ့ဇလန်ဖြစ်ပြီးတော့မာရှာရီယယ်စတိုရီလေးကြောင့်တော့အခုပြောပြပေးသွားပါမယ်မိဘရည်နဲ့အတူနေထိုင်တဲ့မာရှာလေးဟာတနေ့မှတော့သူတို့ရွာဝဝုန်နေဖြောပြီးတဲ့ဆက်ကပ်ပြပွဲကိုတွားခွင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ ဒီလိုနဲ့မာရှာလေးကစကားပြဝယ်မပေးခင်ဆင်နောက်ကလောင်ရင်အကြီးကြီးတွေကဝဝင်ကြီးတကောင်ကိုတွေ့သွားပါတယ်အဲ့ရုံကကလေးရရဲ့စိတ်ထဲမှာဝဝင်ကအိမ်မွေးတရိစံခွေးလေးကြောင်လေးတွေလို့သူတို့ရဲ့ကစားပေါ်လိုပဲတွေ့ကြတာပါဒီလိုနဲ့မာရှာလေးကဝဝင်ကြီးနဲ့အတူစောဖို့လောင်ဝင်ရဲ့တော့ကိုရှာပြီးတော့ဖွင့်ပေးလိုက်ပါတယ် အဲ့ဒီချိန်မှာတော့ဝမ်ဝန်ကြီးကတရှိန်နိုးထွက်လာပြီး မာရှာရဲ့ဝမ်မိုက်ကိုလက်သေးကြီးနဲ့ကုတ်ချက်ပြီးတော့ဝမ်နွင်းကလေးစားနဲ့မာရှာရဲ့ခန္ဓာကိုယ်ကိုကိုက်ဖြတ်စားတောင်းလိုက်ပါတယ်။ဝမ်ဝန်ကြီးရဲ့အတန်အောင်ကြတော့မှတာဝန်ရှိသူလုံခြုံရေးတွေရောက်လာပြီးမြဲအဲ့ဒီချိန်မှာတော့မာရှာကိုကယ်တင်လို့မရတော့ပါဘူး။ဒီပြည့်ရကြောင့်မာရှာရဲ့မိဘတွေကအပြစ်ရှိစိတ်တွေခံစားခဲ့ရပြီးတော့ဂျန်နဲ့မိဘတွေကလည်းဝဝဆိုတာကြောက်စရာကောင်းတဲ့တရိစံဖြစ်ကြောင်းကလေးတွေကိုတင်ယူစေခဲ့ပါတယ်။ ဒီပြည့်ပုံမူတည်ပြီးမာရှာအဲ့ရဝင်ပုံမြင်ထရှိပေးမယ်။ထို့ပုံမြင်ရပြည့်မှန်နေရောအခုထုတ်လင့်ထားတဲ့ဇလန်းတွေနဲ့မတူပြန်ပါဘူး။ဒါအပြင် အခုထုတ်ဝေထားတဲ့မာရှာအန်သက်ဘဲကခလီရီကြောင့်အောင်မြင်သလိုဝေဖန်မှုလည်းအများကြီးခံရတဲ့ကာတွန်းဇလန်းတစ်ခုပါ။ တကြုံမိမာတွေကဒီဇလန်နဲ့ကမာရှာကစော်ကစားတာထက်ပဝင်းကျင်ကိုအတော်လေးစိတ်အနှောက်ယှက်ပေးတဲ့ character ဖြစ်ပြီးမာရှာရဲ့ပြောစကားနားမထောင်တာနဲ့စုံမတာကိုဖိစက်မှုတွေကကြည့်ရှုသူကလေးတွေပေါ်စီကံမဲ့စီရလို့ထောက်ပြထားကြပါတယ်ရုရှားရဲ့ပြည်တွင်ကလေးတငယ်ဆိုင်ရာအဖွဲ့အစည်းတချို့ကလည်းမာရှာအန်နက်ဘဲကကလေးတငယ်တွေရဲ့အတွက်အပြုမှုနဲ့စိတ်ပန်းဆိုင်ရာကိုထိခိုက်စေရလို့တတ်မှတ်ခဲ့ကြပါသေးတယ်။ ်ပရိသတ်ကြီးတို့ရောဒီကာတွန်းဆက်လက်ပေါ်မှာဘယ်လိုမျိုးသုံးသပ်မိလဲဆိုတာကိုမမမှာပြောပြပေးခဲ့ကြပါအောင်နော်